ညာဘက်ရောင်ပြီးလန်ထရှောင်းရင်းနဲ့ဒေါနတ်ကြီးရဲ့ကိုရောက်သွားတဲ့ကလေးမလေးနော်လိတ် TV မြန်မာပရိသတ်များလုံးမင်္ဂလာပါရှင်ဖေဂျန်လို့ခေါ်တဲ့ဆယ်နှစ်ရွယ်ကလေးမလေးတယောက်ကိုအင်မတန်ခေါင်ခိုက်တဲ့ဒေါနတ်ကြီးတစ်ခုအလဲမှာထူးဆန်းစွာပဲတွေ့ရှိခဲ့ရပါတယ်အရေးကလေးမလေးကအမှတ်တမ်းထက်ကပုံအတိုင်းပဲမြေကြီးပေါ်မှာလဲကျနေခဲ့တာပေါ့အိတ်နေတာလောင်းဓမ္မမောင်အန်တရာတွေ့ပြီးတခုခုများဖြစ်သွားတာလောင်း ဖေဒန်ရဲ့မိဘတွေကတော့ဖေဒန်ဟာမကြာခဏဆိုသလိုအိမ်နေရင်းနဲ့ရောင်ရောင်ပြီးလမ်းထလျှောက်တတ်တဲ့အကျင့်ရှိတယ်လို့ဆိုပါတယ်။အခုလည်းအဲ့လိုထလျှောက်ရင်းနဲ့ကလေးမလေးကလုံးဝကိုအစနာပြောက်သွားခဲ့တာပေါ့။ဒီလောက်ရှာရတဲ့အထိဆုံဆုံရရတခါမှမဖြစ်ဘူးတာကြောင့်ကလေးရဲ့မိဘတွေကလည်းအတော်ကိုစိုးရိမ်နေခဲ့ကြပါတယ်။ဒါကြောင့်အာနာပိုင်တွေကိုဆက်သွယ်ပြီးတော့ကိုကြီးတောင်းကြပါတော့တယ်။သမီးဖြစ်သူရဲ့အိမ်နေရင်းလမ်းထလျှောက်တတ်တဲ့အကျင့်ကိုအာနာပိုင်တွေကိုရှင်းပြပြီးတော့ဖိနေလေးသဘောကျနှစ်သက်တဲ့နေရာရဲ့အနှက်ကိုပိုက်ဆိုင်တက်ရှောက်ဖွေခဲ့ကြပါတယ်။ ဒါပေမဲ့ဖိတ်တင်လေးကိုဘသူမှရှာမတွေ့ခဲ့ကြပါဘူး။အရင်နာတဝိုင်းမှာ CCTV တွေလည်းတခုမှမရှိတော့အကုန်လုံးအခက်တွေ့ကုန်ကြတာပါ။ကလေးမလေးပျောက်သွားတဲ့အချိန်ကမှောင်မဲတူးနေတဲ့ညာကြီးတကောင်ဖြစ်နေတာကြောင့်မိဘတွေကလည်းခေါင်းမိတိုက်ပြီးစိုးရင်အားကြီးဖြစ်နေခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲ George Clubham လို့ခေါ်တဲ့ drone ချွန်းချင်ပညာရှင်တစ်ယောက်ကကလေးတစ်ယောက်ပျောက်နေတယ်ဆိုတဲ့သတင်းကိုကြားပြီးသူ့ရဲ့နေပညာတွေနဲ့ရှာကိုပေးဖို့စူးစမ်းခဲ့ပါတယ်။ဒါဟာဖိတ်တင်ရဲ့မိဘတွေအတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုဆိုရင်လည်းမမပါဘူး။ ဒီလိုနဲ့ဂျော့ချ်တယောက်လည်း drone ကိုဆက်မောင်းပြီးတော့ကလေးမလေးကိုရှာဖွေဖို့စ조사ပါတော့တယ်။ တန်တရားရှိတဲ့နေရာတွေအနှံ့ကို drone နဲ့လိုက်ကြည့်ရင်ကြည့်ရင်အဲ့ဒီနီနာတဝက်ကဒေါ်နဲ့ကြည့်တဲ့ကိုရောက်သွားခဲ့တာပေါ့ဒေါ်နဲ့ကြည့်တဲ့ကနေရာတစ်ခုကိုရောက်တော့ George တယောက်ထိုးစမ်းတာတစ်ခုကိုသတိထားမိသွားပြီး zoom ချက်ကြည့်လိုက်တဲ့အခါမှာမြေပြင်ပေါ်မှာကွဲကွဲကလေးလဲကျနေတဲ့ဖေတန်လေးကိုရှာတွေ့သွားခဲ့ပါတယ်အခုလောကန်ကောင်းစွာနဲ့ပဲကလေးမလေးကိုရှာတွေ့ခဲ့ကြပေမဲ့ကလေးမလေးကမြေကြီးပေါ်မှာလဲလျက်အနေထားတိုင်းတော်တော်မှမလောက်တာကြောင့်တစ်ခါထပ်ပြီးစိတ်ပူကြရပြန်ပါတယ်ကလေးလေးကအိတ်ပဲအိတ်ငယ်တာများလားတောကောင်တွေများကိုက်လိုက်သေးလား ဒါမှမဟုတ်တယောက်ယောက်ကပြန်ပေးဆွဲပြီးတော့လက်ဆတ်တလိုက်တာလောင်းစသဖြင့်အားလုံးကလည်းမျိုးမျိုးတွေ့ခဲ့ကြပါတယ်။အရင် drone တဲကနေတဆင့်စောင့်ကြည့်နေရင်းနဲ့ပဲခဏလောက်ကြာတော့ဖိတ်တန်းလေးကကုန်းယုံထလာခဲ့ပါတယ်။ အရင်မှာတော့အလုံးလဲရင်ပတ်ထဲကအပူလုံးကြီးကြပြီးအော်ဟင်အောင်ပွဲခံကြတော့တာပေါ့တကယ်တော့ဖိတ်တမ်လေးကအိတ်နေရင်ရောင်ပြီးလန်ထလျှောက်ပြီးတော့ဒေါနယ်ကြီးရဲ့ကိုရောက်သွားခဲ့တာပေါ့ခုတော့သူ့မိဘတွေရဲ့ရင်ခွင်ထဲကိုအနေရကင်းကင်းပြန်ရောက်သွားခဲ့ပါပြီမိတ်ဆွေတို့အထက်မှာရောကလေးမလေးလိုညဘက်ရောက်ရင်အိတ်နေရင်လန်ထလျှောက်တတ်တဲ့သူတွေရှိကြပါသလားရှင် ဒါဆိုရင်ဘလို့အတွေ့အကြုံတွေနဲ့ခြောက်ခြားဆရာဖြစ်ရတွေကိုကြုံပိုးကြလဲဆိုတာပြပြခဲ့ကြပါအောင်နော်။နောက်ပြီးတော့ခုလိုမျိုးအိတ်နေရင်ထထရောင်ပြီးရှောက်တော့တတ်တဲ့သူတွေအတွက်အရင်အချင်းကိုပြောင်းစင်မဲ့နီလာလေးတွေရှင့်လဲခမမမြှောက်ဝေပေးခဲ့ကြပါအောင်နော်။ ပရိသတ်တို့ရဲ့ခုလိုမျိုး drone ပညာရှင်တာမရှိခဲ့ဘူးဆိုရင်အရိကလေးမလေးကိုဘလို့ရှာဖွေကြည့်ကြမလဲဆိုတာနီလန်းလေးကိုမျှဝေပေးခဲ့ကြပါအောင်နော်ကျေးဇူးပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းအတွက်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးခုလိုမျိုးစိတ်ချောက်ချပွဲရာထူးဆန်းဖြစ်ရများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခတ်ကြပါအောင်နော် YouTube channel လေးလည်းရှိသေးတာကြောင့် like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေရှင်အလုံးမဲ့နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ